ိတ်ဝေဒနာဆိုတာပါလေစိတ်ဝေဒနာဆိုတာကသုံးတရားသောတရားမှုတွေကြောင့်လူတယောက်နဲ့တယောက်တွေးတော်ပုံ တွေးခေါ်ပုံတွေစိတ်ခံစားချက်တွေကမူမှန်တော့ပဲယောဂဝေဒနာအဖြစ်ပြောင်းလဲသွားခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုစိတ်ကျမ်းမာရေးပြဿနာတွေဟာလူနေမှုနေ့စဉ်ဘဝမှာ ပြင်ဆိုင်နေရတဲ့ပြဿနာတွေကြောင့်ဖြစ်စေနိုင်သလိုယုတ်တည့်ရဲ့ကြုံဆုံလာရတဲ့ပြဿနာတွေပြင်းထန်တဲ့လူနေမှုဘဝအဖြစ်ပျက်တွေစတဲ့ဒစုံတရားအကြောင်းမျိုးကြောင့်လည်းဖြစ်စေနိုင်ပါတယ်စိတ်ဝိညာဉ်ဖြစ်စေနိုင်တဲ့အခြေခံအကြောင်းတရားတွေကယူယူလိုက်ခြင်းစိတ်ပူပန်မှုယောဂဖြစ်ခြင်းစိုးရင်တော့ကလုံကဲမှုဖြစ်ခြင်းဒစုံတရားခိခိုက်မှုဖြစ်ခြင်းကြောင့်ဖြစ်စေခြင်းစိတ်အလုံရှားလွန်ခြင်းလူစုလူဝေးကိုချောက်ခြင်း ူနေမှုပုံဝန်းကျင်ပေါ်တန်တရာလွန်ခဲ့ခြင်းသိစိနိုင်တဲ့ယောဂအမျိုးအစားတစ်မျိုးခံစားနေရခြင်းနာသာရှိစိတ်ကြောက်ဝေဒနာဖြစ်ခြင်းရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေခြင်း ာယုံထွေးပြားစိတ်ကြဝေဒနာဖြစ်ခြင်းရာသီအလိုက်ဖြစ်စေတတ်တဲ့စိတ်ကြဝေဒနာဖြစ်ခြင်းအလွန်အမင်းစိတ်တက်ကြခြင်းစိတ်ဖြစ်စမှုများခြင်းအုံမောအပြောင်းလဲကြောင့်စိတ်ဝေဒနာခံစားရခြင်းအယက်မူရစီဝါကြောင့်ဖြစ်စေတတ်ခြင်းစတဲ့အခြေခံအကြောင်းတရားတွေကြောင့်စိတ်ဝေဒနာကိုဖြစ်စေနိုင်ပါတယ်နောက်ပြီးစိတ်ကြမ်းမာရေးဟာကျေပြန့်ပြီး ယောဂအမျိုးအစားစုံနေတာကြောင့်ယောဂအမိပေါ်မူတည်ပြီးယောဂလက္ခဏာတွေဟာအနည်းငယ်ကွဲပြားစေပါတယ်။ဒါပေမဲ့အခြေခံကြတဲ့အချက်တွေကတော့တူညီတတ်ပါတယ်။ဘာတူလဲဆိုရင်အလွန်အကျွံစားတောက်ခြင်းသို့မဟုတ်အစားစားခြင်းစိတ်မရှိခြင်းပတ်ဝန်းကျင်နဲ့တဖြည်းဖြည်းဝေကွာလာခြင်းစာနာမှုကိမဲ့လာခြင်းထုံတိုင်းပြီးမလုံးမရှက်နေလိမ့်ရှိခြင်းအကြောင်းပြချက်မရှိဘဲကိုခန္ဓာနာကျင်ကြက်ခဲနေတတ်ခြင်း ပြပန်းနွမ်းနေတယ်လို့ခန်းစားရခြင်းအိမ်မပျော်ခြင်းဒုံဟုတ်အလုံးအကျုံအိဆက်နေတတ်ခြင်းအလုံးလုံးချင်းစိတ်နေပါလာခြင်းတော်တာအလွန်ထွက်ခြင်းစိတ်လေးအယက်ဥယျာစေဝါကိုပိုးတုံးဆွဲလာခြင်းတောကများခြင်းအယုံထွေပြားနေတတ်ခြင်းဝမ်းနဲ့နေတတ်ခြင်းမိလျော့တက်လာခြင်းခိတ်လက်နေတတ်ခြင်းစိတ်ကတိကအောက်ဖြစ်နေတတ်ခြင်းအငင်းပွားနေတတ်ခြင်းစိတ်ခါစားချက်အပြောင်းလဲမြင်လာခြင်းအသိပ္ပိယတွေကိုပြန်တည်ရနေတတ်ခြင်း ခေါင်းထဲမှာအတန်တွေမရမနာချာနေတဲ့ချင်းကိုကိုကိုထိခိုက်နာခြင်းအာရုံလုပ်နေတဲ့ချင်းဝိညာဝိဆာနဲ့နိစဉ်လှုပ်ဆောင်ချက်တွေမှုမှန်တော့ခြင်းစတဲ့အချက်တွေကတူညီတတ်ပါတယ်။ဒါကြောင့်စိတ်ကြမ်းမာရေးပြင်းထန်စွာချုပ်ရင်းလာတဲ့အခါကိုကိုကို အဆုံးစီရင်တဲ့အထိဖြစ်စေနိုင်တာကြောင့်စိတ်ကြမ်းမာရေးပြဿနာတွေနဲ့ယောဂလက္ခဏာတွေခံစားရရင်ကုသမှုခံယူပါလို့တက်ကောင်းလိုက်ပါတယ်။